မင်္ဂလာပါရှင်စမောရီနျူးစန်တီမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆန္ဒပြပွဲပို့ချက် Los Angeles မှာညမထရအမိန်စာတင်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ခြေပြောင်းနေထိုင်သူတွေကိုစီနီမိုအပေါ်ဆန်ကျင်တဲ့ဆန္ဒပြပွဲတွေတွင်လူရဲမှုတွေနဲ့အကြမ်းဖက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ Los Angeles မြို့လယ်ကောင်ဒေသတွေမှာမြို့တော်ဝင် Karin Bus ကညမထွက်ရအမိန်ကြေညာလိုက်ပါတယ်။တက်ဆက်ပြည်နယ်မှာစီစဉ်ထားတဲ့ဆန္ဒပြပွဲတွေမတိုင်ခင်အုတ်ချုပ်ရေးမှုက မြို့သားအစောင့်တပ်ဖွဲ့ဝင်တွေကိုခြားထားလိုက်ပါတယ်။တီယတော်တွေဆန္ဒပြပွဲတွေဟာအမေရိကန်ရဲ့အခြားမျိုးတွေအထိပြန့်နှံ့သွားပြီးနယူးယောက်မှာဖန်ဆီးခံရသူတွေအများကြီးရှိပါတယ်။ရုပ်သံကထုံလွှဲတဲ့မိခွန်းတရက်မှာကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗီနီယိုဆွန်ကလော့စ်အိန်ဂျလိစ်မှာဒေါ်နယ်ထရန့်ကြောင့်အခြေအနေပိုဆိုးလာခဲ့ရတယ်လို့ပြောပါတယ်။ Los Angeles မှာညမထရအမေအသက်ဝင်လာပြီးရဲ့နောက်မြို့ထဲမှာလူတွေတော်တော်များများဆက်ရှိနေခဲ့ပြီးမတော်တဆအပြင်းထွက်မိရလာ ညမထရမိန်ကိုအားခံလားဆိုတော့မသိရပါဘူး Los Angeles တို့တပ်ဖွဲ့ဝင်အင်အားနှစ်ဆတိုးချထားလိုက်ပြီးရဲ့နောက် Trump ကဆန္ဒပြပွဲတွေဟာငြိမ်းချမ်းမှုနဲ့ဥပဒေစိုးမိုးမှုကိုတိုက်ခိုက်မှုဖြစ်တယ်လို့ပြောပါရယ် Los Angeles မှာရှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဟာ New York နဲ့အခြားမြို့တွေထိပြန့်နှံ့သွားပြီးဖြစ်ပါတယ်။ New York မှာဆန္ဒပြပွဲအများစုဟာငြင်းငြင်းချမ်းချမ်းဖြစ်ခဲ့ပေမယ့်လူအများဖန်ဆီးခံခဲ့ရတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။ လော့စ်အင်ဂျယ်လစ်မှာရဲတပ်ဖွဲ့ကတလန်ချင်းရှင်းလင်းနေပြီးရာဘာကြီးတွေမကြာခဏပြေခတ်နေပါတယ်။ညမထွက်ရအမိန်ထုတ်ထားတဲ့နေရာတွေမှာမီဒီယာသမားတွေရာလွဲပြီးဘသူကမစုံမိမိတို့ဖမ်းဆီးလို့ရတယ်လို့လော့စ်အင်ဂျယ်လစ်ရဲတပ်ဖွဲ့ကသတိပေးထားပါတယ်။ဆက်လက်ပြီးဇွန်လ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကို တင်ဆက်ပေးချင်ပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွက်ချက်တွေရမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်ကင်းစင်တလောက်ရှိနေပြီ ကြံတပီလုံးမှာတိမ်အသင့်အင့်မှတိမ်ထူထန်နေရကိုတွေ့ရပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသအချို့ကလည်းလို့ကြံတပီနယ်လုံးမှာမိုးအသင့်အင့်ထိတ်ချုံရခဲ့တာကိုမိုးလေဝသဂျိုတူပုံရိပ်တွေမှာမြင်တွေ့ရပါတယ်မနက်ဖြန်တွေ့ခမန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာတိမ်အသင့်အင့်မှတိမ်ထူထန်နိုင်ပြီးမုတ်တုံလင်းအာအသင့်အင့်မှအကောင်းနိုင်ပါတယ်ရခိုင်ကန်ယိုရန် မြဝကျော်မဒေတာနဲ့မုတ်တမခွေတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှလိုင်းအတင်တင့်ရှိနိုင်ပါတယ်။လင်းတိုင်ကန်ယူတန်းဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်25မိုင်မှမိုင်30ခန့်တခါတရံ35မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအတင်တင့်မှလိုင်းကြီးနိုင်ပါတယ်။နေပြီးတော့မန္တလေးတိုင်းရန်ကုန်တိုင်းဧရာဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းသရင်သာရီတိုင်း ကျင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ခြုံရနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်လိုမိုးကြီးနိုင်ပါတယ်။စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးထစ်ခြုံရနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေနေနဲ့မော်လမြိုင်မြို့နဲ့တဝဲမြို့တို့မှာ30ဒီဂရီစင်တီဂရိတ်နဲ့ဖအံမြို့မှာ31ဒီဂရီစင်တီဂရိတ်အထိသေးသေးရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန့်ကိန်းအလုံးမြင်မာတဲ့အစင်မရှိနေနိုင်ပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့အညွန့်ကိန်းတာမန်အစင်မရှိနေနိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိယဘုတ်အနေနဲ့တင်ဆက်ပေးခြင်းတဲ့ကြောင်းလေးကတော့တိုက်ပွဲတွေမရရင်မြန်မာနိုင်ငံပြန်စီတော့မယ်လို့ကုလအထုကိုဇလဲ3ပေးဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြည်ရင်းစစ်ကြောင့်အတိဒုက္ခရောက်နေခြင်းငလျင်ပေးကြောင်း အခြေအနေပိုဆိုးသွားခဲ့ပြီးတိုက်ခိုက်မှုတွေအဆုံမသတ်ဘူးဆိုရင်နိုင်ငံပြန်စီတော့မယ်လို့အခြေအနေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘေရှော့ကဇွန်လ10ရက်နေ့အထွေထွေညီလာခံမှာပြောကြားလိုက်ပါတယ်။လူပေါင်းထောင်နေချီသေးဆုံးပြီးထောင်ပေါင်းမနည်းတရားရခဲ့ပေမယ့်အကြမ်းဖက်တိုက်ခိုက်မှုတွေအဆုံမသတ်သေးဘူးလို့ကုလအထူးကိုယ်စားလှယ်ကပြောတာပါ။ ပြည်သူရဲ့လိုအပ်ချက်ကိုအာရုံမစိုက်ဘဲအကြမ်းဖက်တိုက်ခိုက်မှုအရှိန်မလျော့ဘဲအပြစ်ခတ်ရဆဲမှုမရှိဘဲရေရှည်တီတံမဲ့ရင်ချင်ရင်မရနိုင်ဘူးဆိုတာမိမိတို့အနေနဲ့အမြင်မပြတ်ပြောဆိုခဲ့တယ်လို့လည်းသူကပြောပါတယ်။လူနေအိမ်တွေစေယုံတွေနဲ့စာတင်ကျောင်းတွေထိခိုက်ပျက်စီးနေချိန်မှာအသက်ရှင်တန်သူတွေကသူတို့ရင်ရင်ချက်ချက်နေရအောင်လို့တိုက်ခိုက်မှုတွေအစုံသက်ဖို့အလိုရှိတယ်လို့ဂျူလီဘေးရှော့ကပြောပါတယ်။ပြည်ရင်းစစ်မှာပါဝင်နေတဲ့အဖွဲ့အစည်းက ြေခတ်ရစေတယ်လို့ကြေညာထားပေမဲ့စောင့်ကြည့်မှုမရှိ ဖြစ်နေရဲလို့သူကပြောပါတယ်။အရသားတွေကိုကာကွယ်ရေးဦးစားပေးလို့ဆောင်ရမှာဖြစ်ပြီးအလုံးပါဝင်တဲ့ရေရှည်တည်တံ့တဲ့ရင်ချင်ရေးရရှိဖို့ကဘုံရီမန်းချက်ဖြစ်ရမယ်လို့လည်း Mrs. Bishop ကဆိုပါတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေအဆုံးမသက်ဘူးဆိုရင်မြန်မာနိုင်ငံဟာကိုရိုင်းပြစီရောမဲလန်းချောင်းပေါ်မှာရှိနေမှာဖြစ်တယ်လို့သူကပြောပါတယ်။နိုင်ငံကောင်းဆောင်တဲ့အများကြီးကိုစစ်ကောင်စီကဖမ်းဆီးထောင်ချထားချိန်မှာအလုံးပါဝင်တဲ့ ွင့်လင်းမြင်သားတဲ့ရေကောက်ပွဲဖြစ်လာလိမ့်မယ်လို့လုံးဝယုံကြည်လို့မရဘူးလို့လည်းသူကဖြေဆွဲပြောပါရယ်။ဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်ပါဝင်တဖက်သက်ဖန်ဆီးထားတယ်။ရေကောက်ခံကောင်ဆောင်နေနိုင်ငံသမားတွေကိုပြန်လွတ်ပေးရင်ကုလသမဂ္ဂကထမန်းတိုက်တွန်းကြောင်းလဲ Mrs. Special ကပြောဆိုခဲ့တာဖြစ်ပါရယ်ရှင်။ဆလဘီတင်ဆက်ပေးခြင်းတဲ့တင်ကြောင်းလေးရတော့ရုရှားနဲ့ယူကရိန်းကြားစစ်အကျဉ်းသားလေးလဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ နှစ်နိုင်ငံကြားအကျဉ်းသားလေးလည်မှုပြုလုပ်ရေးစီစဉ်ထားတဲ့အစီအစဉ်တွေအများကြီးထဲကပထမဆုံးခြေလှမ်းနေနေရုရှားနဲ့ယူကရိန်းကြားအသက်25နှစ်အောက်စစ်အကျဉ်းသားတွေကိုဇွန်လ9ရက်နေ့မှာလဲလှယ်ခဲ့ကြောင်းသိရပါတယ်စစ်ပွဲတွင်သေဆုံးသွားတဲ့ထောင်နေချီရဲ့စစ်သားတွေရဲ့ရုပ်အလောင်းလဲလှယ်ဖို့နဲ့တပတ်စီကစစ်အကျဉ်းသားထောင်နေရအနည်းဆုံးလဲလှယ်ဖို့ဇွန်လ9ရက်နေ့ကအစ္စတန်ဘူမြို့မှာရုရှားနဲ့ယူကရိန်းတိုက်ရိုက်ဆွေးနွေးမှုအတွင်းသဘောတူညီခဲ့ပြီးတဲ့နောက်ခုလိုမျိုးစစ်အကျဉ်းသားတွေလဲလှယ်ခဲ့တာဖြစ်ပါတယ် ပိုပြီးကျေပြန့်နေညီနိုင်မှုတွေတင်စစ်ပွဲဆုံးသက်ရေးသဘောတူညီမှုမရယူနိုင်ခဲ့ပေမဲ့စစ်အကျဉ်းသားလဲလဲရေးနဲ့ရုပ်လောင်လဲလဲရေးပဲသဘောတူညီမှုရခဲ့တာဖြစ်ပါတယ်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေချိန်မှာယူကရိန်းအရှိလေပိုင်းဒေသတွေကိုထပ်မံသိမ်းပိုက်ရရှိထားတယ်လို့ရုရှားကပြောပါရယ်။ရုရှားကပြန်လွှတ်ပေးလိုက်တဲ့ယူကရိန်းစစ်အကြမ်းသားတွေထဲမှာလွန်ခဲ့တဲ့လနေ့စစ်ပွဲစတင်ချိန်ကလေးကဖမ်းဆီးခံထားရသူအချို့ပါဝင်တယ်လို့သိရပါရယ်။ ယူကရိန်းစိုးရထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာပြန်လွတ်လာတဲ့အစ်သားတယောက်ကအရာရှိတယောက်ကမ်းပေးတဲ့လက်ကင်ဖုန်းနဲ့သူ့အမေဆီဆက်သွဲပြီးသူ့အိမ်ပြန်လာပြီးဖြစ်ကြောင်းပြောကြားနေရကိုမြင်တွေ့ရပါတယ်။ဆလာကူရဲ့နေကပြုလုပ်ခဲ့တဲ့အကျဉ်းသားလေးလေးမှုအတွင်းဗနေရောက်လဲလဲခဲ့တဲ့ဆိုတာကိုရုရှားကရောယူကရိန်းကပါထုတ်ဖော်ပြောဆိုနေရမတွေ့ရပါဘူး။ဒါပေမဲ့ရုရှားစစ်တပ်ကတော့နှစ်နိုင်ငံကြားလဲလဲခဲ့တဲ့စစ်အကျဉ်းသားရေးအတွက်အတူတူဖြစ်တယ်လို့ကြေညာချက်တည်းရမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကပြန်လည်ပေးလိုက်တဲ့ရုရှားစစ်ကျင်းသားတွေဟာမဟာမိတ်ဘီလာရုစ်နိုင်ငံစီပို့ဆောင်ပြီးစစ်ကြမ်းမရေးစစ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ရုရှားစစ်တပ်ကပြောထားပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလည်းရတော့အာဖရိကအသင်းတင်းကိုပထမဆုံးချင်းအရင်းနှိမ်ခဲ့တဲ့အင်္ဂလန်အင်္ဂလန်အသင်းဟာခြေစံပွဲမှာစီနီဂေါအသင်းကိုအင်ကွင်းကစားခဲ့ရပေမဲ့1-3နဲ့အရင်းနှိမ်ခဲ့ပါတယ်။အင်္ဂလန်အနေနဲ့အသင်းသမိုင်းမှာ အာဖရိကအသင်းတင်းကိုပထမဆုံးချင်းရှုံးနိမ့်ခဲ့တာပါ။ ။ဒါပြင်နေပြတဲ့တူဟဲလက်ထံပထမဆုံးရှုံးပွဲနဲ့လည်းရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။အင်္ဂလန်သင်းအတွက်9မိနစ်မှာဟာရီကိန်းကအဖွင့်ကိုစာသွင်းခဲ့ပေမဲ့40မိနစ်မှာစာကခြေပါကိုပြန်သွင်းခဲ့ပြီးတီရာရာက62မိနစ်နဲ့ဆာဗာလီက90ပေါင်း3မိနစ်တွေမှာအနိုင်ကိုသွင်းခဲ့ပါတယ်။အင်္ဂလန်သင်းဟာတူဟဲလက်ထ၄ပွဲကစားရမှာပထမဆုံးဂိုးပေးရတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။ အင်္ဂလန်တင်ဟာရခင်အာဖရိကအသင်းတွေနဲ့22ပွဲကစားခဲ့ရမှာ15ပွဲနိုင်6ပွဲတရေမှတ်တမ်းရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြားစီ။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာ ရှင်လန်းကြပါစေရှင်။